န်ယူရန်တိုင်းစစ်ဌာနချုပ်နေမည်ဖြစ်တဲ့တနင်္လာရီတိုင်းအတွင်းပြူစောတိအင်အား600ဝန်းကျင်အထိစုဖွဲ့ထားပြီးအရင်အင်အားအဖြစ်သတ်မှတ်ထားတယ်လို့စစ်ရေးတရင်အရင်မြစ်တွေစီကသိရပါဗျ။ပြည်သူစစ်လို့စစ်ကောင်စီကခေါ်တဲ့ပြူစောတိတွေကိုခရိုင်အလိုက်စုဖွဲ့ထားတာဖြစ်ပြီးသူတို့ကိုကန်ယူရန်တိုင်းစစ်ဌာနချုပ်ကကုတ်ခဲ့တာလို့ဒိုဝဲဝါရှက်တရင်အရင်မြစ်ကဆိုပါဗျ။တနင်္လာရီတိုင်းကခရိုင်တခုမှာလက်နက်တပ်ဆင်ထားတဲ့ပြူစောတိ150ဝန်းကျင်နဲ့လက်နက်တပ်ဆင်ထားခြင်းရှိတဲ့ပြူစောတိ10ချီရှိတယ်လို့ပြောပါရယ်။ အမျိုးသားညီညွတ်ရေးအစိုးရတနင်္လာနေ့တိုင်းစစ်ဌာနကုကဲရီမှုရဲဘော်စတားကလည်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှတင်းနှင်းစင်းစတပ်သားတစ်တွေအပြင်ပြူစောထီးတွေကိုပါတွေ့လာရတယ်လို့ဆိုပါတယ်ဒီလိုပြူစောထီးတွေကိုလက်နက်တပ်ဆင်ပြီးအုံချလာတာကစစ်ကောင်စီတပ်မှအင်အားပြုံးတီးလာတာကြောင့်လို့ဆိုပါရယ်။ဒိုဝဲမျိုးနဲ့မြင်းမျိုးမှလည်းမော်တော်ယာဉ်ဖမ်းဆီးချိန်နဲ့ကင်းလက်ချိန်တွေမှာစစ်ကောင်စီတပ်သားအနှဲငယ်ပဲပါဝင်ပြီးပြူစောထီးတွေအများဆုံးပါနေတာကိုတွေ့ရတယ်လို့မြို့ခံတချို့ကပြောပါရယ်။ ပြည်စောတိအများစုဟာတဝယ်ခရံအတွင်းနေထိုင်တဲ့ဒေသခံတွေဖြစ်ပြီးဗမာစကားပြောပေမဲ့လည်းဒေသစကားဝဲနေတာကိုတွေ့ရတယ်လို့ပြောပါတယ်။လက်ရှိမှာတနင်္သာရီတိုင်းတဲ့ကောက်ပြည်စောတိတွေမကြာခဏတိုက်ခိုက်ခံနေရပြီးထိခိုက်သိဆုံးတာတွေလည်းရှိနေပါဗျာ။